မီဒီယာတွေကိုစစ်ဆေးဖို့ခေါ်ယူတာမဟုတ်ဘဲတွေးဆဆွေးနွေးခြင်းသာဖြစ်တယ်လို့ပြည်ထရေးဒုဝန်ကြီးကပြောဆိုလိုက်ပါတယ်ဒီသတင်းကိုတော့ဥနေဖြိုးဝင်ကဖိတ်ပို့ထားတယ်ခင်ဗျာအားလုံးဆက်နေပါဘူးခင်ဗျာရန်ကုန်ခြေဆိုင်ပြည်ရင်းထုတ်သတင်းစာနဲ့ဂျာနယ်ကတာဝန်ရှိသူတချို့ကိုရန်ကုန်တိုင်းရဲအထူးသတင်းတပ်ဖွဲ့ကစစ်စစ်မဲမဲတာမဟုတ်ပဲခေါ်ယူဆွေးနွေးခြင်းသာဖြစ်တယ်လို့ပြည်ထရေးဝန်ကြီးဌာနဒုတိယဝန်ကြီးကဒီနေ့ဇွန်လ23ရက်နေ့ပြည်သူ့လွတ်တော်အစည်းအဝေးမှာမီဒီယာတွေရဲ့မေးမြန်းချက်ကိုပြန်လည်ဖြေကြားခဲ့ပါတယ်။ဟိုအဲ့ဒါလေ ဟိုခေါ်ကလေးကဟိုဒီမီဒီယာတွေနဲ့ပတ်သက်ပြီးတော့ဘလို့တွေလုံနေကြတယ်ဒါကိုဆွေးနွေးတဲ့သဘောပဲဟိုအစင်ကြည့်တဲ့အချိန်လာပါဒီနေ့လာနိုင်လေလာနိုင်တဲ့နေ့ကိုလာပါဘယ်လိုလာမှာလဲဘလို့ပဲမေးပြီးတော့ဟိုခေါ်ပြီးတော့ဆွေးနွေးတော့စစ်စေးမေးညံ့နေဆိုတာအဲ့လိုမဟုတ်ဘူးဟုတ်တယ်မလားအခုကတယောက်နဲ့တယောက်ခေါ်ပြီးတော့ဆွေးနွေးသူတို့လည်းသိပါတယ်ဒီဟာတွေမှာပတ်သက်ကြကျန်ရိုရဲ့လက်ဘက်ပုံအခြေခံအကြောင်းအရာတွေကိုသိကျင်လို့ခေါ်ဦးမင်းမြန်းနာဖြစ်တယ်လို့ဒူးဝင်ကြီးကအကြောင်းပြပါဗျာ။ အဲ့လိုပါသူတို့ကဥမာပြင်တချို့ဂျာနယ်တွေဆိုလို့ရှိရင်လည်းတကယ်အောင်မြင်နေတဲ့ဂျာနယ်တွေရှိတယ်။ဒီဂျာနယ်တွေနဲ့ပတ်သက်ပြီးတော့မှာဘယ်လိုလဲလုံလီလောက်နေကြအောင်အောင်မြင်နေတယ်။တချို့တွေကြတော့လည်းဟိုမအောင်မြင်တာတွေရှိတယ်။ဘာတွေဟိုပြောချင်အခြေခံအကြောင်းတရားလေးတိကျနေကိုခေါ်ပြီးတော့ဆွေးနွေးကြတာဟိုစစ်စိမ်မင်းများနဲ့တော့မဟုတ်ပါဘူးခေါ်ယူမင်းများခံရသူတွေကတော့ဂျာနယ်တိုက်တွေရဲ့ငွေကြေးလက်ပတ်ပုံကိုမင်းများခဲ့တယ်လို့သိရပါဗျာ မင်းမြန်ခံခဲ့ရတဲ့ဂျာနယ်တွေကတော့မြန်မာ post ပေါ်ပြူလာ the voice နဲ့မြန်မာတန်တော်စင်ဂျာနယ်ကိုလည်းမင်းမြန်မှုအကြောင်းကြားထားတယ်လို့သိရပါဗျ။သတင်းတပ်ဖွဲ့ကသတင်းစာဂျာနယ်တိုက်တွေကိုသတင်းနဲ့ပတ်သက်ပြီးခေါ်ဦးမင်းမြန်နာပဲအရင်ရှိခဲ့ဘူးပဲမြဲအခုလိုငွေကြေးအရှုံးမြတ်ကိစ္စခေါ်ဦးမင်းမြန်နာကတော့ဒါပထမဆုံးဖြစ်ပါတယ်။အခုလိုသတင်းစာဂျာနယ်တိုက်တွေရဲ့ငွေကြေးပိုင်းတွေမင်းမြန်စုံစမ်းမှုရဲ့နောက်ွယ်မှာဂျာနယ်တချို့ကိုပိုင်ဆိုင်မှုအကြောင်းပြပြီးပြစ်မှတ်ထားအရေးယူဖို့လုံဆောင်လာတာလည်းဖြစ်နိုင်တယ်လို့ရန်ကုန်စာနယ်ဇင်းအတိုင်းဝန်းကသုံးသပ်ကြပါတယ်။ကျွန်တော်နေပြဝင်းမှာ